မင်္ဂလာပါဒီနေ့ကတော့အိဇဲတဲမှာရှိတဲ့အားလုံးကိုကြည့်ရမယ့်နေလန်းလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ် How to see OG in Aze အိဇဲတဲမှာရှိတဲ့အားလုံးကိုဘယ်လိုလေးကြည့်ရမလဲဒါလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ်နော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တချို့တို့ကဒီမှာဆိုရင် tutorial 4ကို4ကနေပြီးတော့တစ်ဆယ်ထိမြင်ရတယ်အဲ့တော့တချို့တို့ဒီရှိမှာမြားလေးတွေရှိရဲအဲ့ဒီမြားလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တချို့တို့ကဒီမှာလက်ရနေတကယ်တမ်းအဆရှိတယ်နော်လက်ရနေပြီးတော့တချို့တို့ဘယ်ထိမြင်ရလဲဆိုရင်ခွန်ထိမြင်ရတယ် အဲ့နောက်မှရှစ်လည်းမြင်ရအောင်ပဲဟုတ်ပြီ။ဒါဆိုရှစ်ရဲ့နောက်မှရှိတဲ့ခြေတို့9တို့10တို့ခြေတို့ကမမြင်ရတော့ဘူးနော်။အဲ့လိုမျိုးမမြင်ရတဲ့အခါမှာခြေတို့ကတစ်ခါကျရင်ပျောက်နေတတ်တယ်။အဲ့ဒါမျိုးကြီးမဖြစ်ရလေအောင်ဒီရှိတွေအကုန်လုံးကြည့်ကျင်နေဆိုရင်ဒီအပေါ်လေးမှာခြေတို့ right click လေးခောက်လိုက်။ဒါဆိုရင်ခြေတို့ကဒီမှာ active ဆိုပြီးတော့အဲ sorry sorry နော် activate ဆိုပြီးတော့ခြေတို့ link ဒီမှာ1ကနေပြီးတော့ခြေတို့ဒီမှာ10တိတွေ့ရတွေ့ရတယ်ပါလိမ့်မယ်။အဲ့တော့10ကိုသွားကျင်နေဆိုရင်10ကိုနှိပ်ပြီးတော့ခြေတို့ okay ပေးလိုက်ပါဒါဆိုရင်10တော့ရောက်သွားလိမ့်မယ်။ ဟုတ်ပြီဒါဆို1အောင်ပြန်သွားခြင်းတယ်ဒီပေါ်မှာ regular လေးခောက်တချို့က1အောင်ပြန်သွားမယ် okay ပေးလိုက်ပါဒါဆိုရင်တော့ရှေ့ရင်အားလုံးကိုကြည်ရပဲဖြစ်ဖြစ်ရွှေ့ရပဲဖြစ်ဖြစ်အကျေတို့ကရွှေ့ကြည်ရပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတချို့တို့က right click လေးခောက် click တစ်ချက်နဲ့ယုံနဲ့အားလုံးကိုမြင်ရမှာပဲဖြစ်ပါတယ်ရွှေ့လို့ရမှာပဲဖြစ်ပါတယ်နော်နောက်ထပ်နောက်ရက်တင်ငန်းစာမှာလုပ်ငန်းခွင်အတက်အကျိုးရှိပြီးတော့လွယ်ကူလင်းမြန်စေနေလဲကောင်းများကိုမျှဝေပေးနေတာဖြစ်တဲ့အတွက်တိကျရဲ့ channel လေးကို like နဲ့ follow လုပ်ဖို့မမေ့နဲ့နော်